တိုင်းပြည်ရဲ့စီးပွားရေးကို ရှီးစားခွင်းလို့စုတ်ပြတ်သွားအောင်လုပ်တဲ့ကောင်တိုင်းပြည်ရဲ့စီးပွားရေးကိုရှီးစားခွင်းလို့စုတ်ပြတ်သွားအောင်လုပ်ခဲ့တဲ့ကောင်အားလုံးပဲမင်္ဂလာပါရှင်အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့တယောကပြတယောစာတယောတချင်းများထဲမှာတယောတချင်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။တယောကပြတယောစာတယောတချင်းများကိုဆရာဘိုးတော်စောကကိုပိုင်တန်စင်ကိုပိုင်စာသားများနဲ့အကောင်းဆုံးဖော်ကျူးထားတဲ့ဆရာရဲ့ကပြအကောင်းတကအကောင်းဆုံးဆရာရဲ့တချင်းအကောင်းတက အကောင်းဆုံးထဲမှာကျမအနှစ်သက်ဆုံးအကြိုက်ဆုံးတချင်းတစ်ပုဒ်လို့တင်စားလို့ရပါတယ်ရှင်ဒီတခြင်းလေးနာမည်ကတော့ခိုးစားဖက်များလို့အမည်ရပါတယ်ရှင် ကျမနဲ့အတူတော်လန်ပြည်သူများနှလုံးသားများနဲ့နားစင်ခံစားနိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်ရှင်။မင်္ဂလာပါ။ဒီနေ့ကျွန်တော်ဘိုးတော်စောရဲ့တင်ဆက်ခြင်းနဲ့တရော်တဲ့ချင်းလေးနာမည်ကတော့ခိုးစားဘက်များလို့အမည်ရပါတယ်။ကျွန်တော်ရဲ့ကိုယ်ပိုင်တန်ဆင်စာသားတင်ဆက်လေးဖြစ်ပါတယ်။နားစင်ကြည့်ကြအောင်ပါဗျာ။ si voye gochi sa quello soppia to on lo che con Tai mi co bon che che si mi lo dai che si ne on lo che con go kya cha i nu re po pha cha nga kwa so ti ma re ji a la ka ji si la si da me yong ma ya mi de bwa bwa she go no se cha pe ta ji si me sa ji bama ba ma ba ma kong ju be tu ji go sem chi chi tu ji go kwa la kwa le ya me bi bi ေလာကြသဝါချာဘုဇာအယောမသားနဲ့နိုင်ငံကြီးကိုခေါ်စားပဲပိန်ချင်းကြီးတွေပဲဟေတိုင်းပြည်ရဲ့စီးပွားရေးကိုချီးစားခွင့်လို့စုတ်ပြတ်သွားအောင်

mig om man jätte vid var var sig går då så giza att jag Bama bama kon jo be du giko Bala bala sham chi chi du giko Na pa na ya be bi bi du ve na ya no wa go jo da yo da ko sa ba be ki ve be he င်းလို့တင်ပါရယ်ဟုတ်ကဲ့ဆရာရဲ့တခြင်းလေးကို နားစင်ခံစားကြည့်တဲ့အချိန်မှာကျမတို့တိုင်းပြည်မှာရှိနေတဲ့ဒီမိုကရေစီလိုချင်တဲ့လူလွတ်လပ်ရေးကိုမျက်နှိုးတဲ့လူတိုင်းရဲ့နှလုံးသားထဲမှာဒီတန်စင်တွေရောဒီစာသားတွေရောဘလောက်ထိစီမျောသွားမလဲဆိုတာကိုတော့ကျမခံမှန်းလို့မရနိုင်ပါဘူးရှင်။ဆရာရဲ့တချင်းကောင်းတွေထဲကအကောင်းဆုံးတချင်းတစ်ပုဒ်ထဲကစာသားတွေကအကောင်းဆုံးစာသားတွေ အထီးရောက်ဆုံးစာသားတွေနဲ့ဆရာရဲ့နှလုံးသားထဲကအနက်ချိုင်းဆုံးကနေပောက်ကွဲလာတဲ့တန်စင်တွေစာသားတွေကိုကျမတို့နားထောင်လိုက်ရတာပဲဖြစ်ပါရဲ့ရှင်။ဆရာကဒီတချင်းထဲမှာဘလို့ရံဘလို့စပြီးရေးဖွဲ့ထားတယ်ဆိုတော့တိုင်းပြည်ရဲ့စီးပွားရေးကို ရှီးစားခွေးလို့စုတ်ပြတ်သွားအောင် လုတ်တဲ့ကောင်ဆိုပြီးတော့ဆရာက တချင်း အဖွင့်မှာဒီလိုလေးစပြီးရေးထားတဲ့အတွက်ဒါကျမတို့ တာမန်လူတွေတောင်သိနိုင်တဲ့ဒါပေမဲ့ပြောမထွက်နိုင်တဲ့စကလုံးမျိုးစာသားမျိုးနဲ့ဆရာကတချင်းကိုစာဖွင့်ထားတာတွေ့ရပါတယ်ရှင်။သူအာနာရဖို့အတွက်တိုင်းပြည်ကို ပြာရှပြီးတော့မှပြည်သူတွေအပေါ်ဖာကျနေတဲ့အာနာရှင်ဖက်စစ်စစ်တပ်အုပ်စုဖက်စစ်အုပ်စုနဲ့မင်းအောင်လှိုင်အပါအဝင်သူတို့တအုပ်စုလုံးဟာဘလောက်အထိရုပ်မာတယ်လဲဆိုရင်ဘလူးတွေလိုမိစ္ဆာတွေလို့ မတ်ရိုင်းရန်ကရုံမာလွန်းနေဆိုတဲ့အကြောင်းကိုဆရာကချစ်ချင်းရောက်ရနာနာជីជីစကလုံးနေနဲ့ရေးဖွဲ့ထားတာကိုလည်းကျမတို့ခံစားရပါတယ်ရှင်။ဆရာရဲ့တခြင်းကိုဒါကျမအကြိမ်ကြိမ်အခါခါနားထောင်ဖြစ်တယ်ပေါ့နော်။ကျမတို့ကြပြာရေးနေတဲ့စကလုံးနေညိုနေတာမတူဘူး။ဆရာကတော်တော်လေးကိုနာကြီးမုံတီးတဲ့စိတ်နဲ့ဆရာရေးဖွဲ့ထားတဲ့ ပောက်ကွဲတဲ့တန်စင်ပောက်ကွဲတဲ့စံသားကိုဆရာကရေးဖွဲ့တီကုံးလိုက်တဲ့အချိန်မှာကျမတို့အားလုံးကစွန်အားစွာနဲ့ဆရာတချင်းကိုဒါနားထောင်ခဲ့ရပါတယ်။ဒါကျမအကြိမ်ကြိမ်နားထောင်ပြီးတော့ကျမအကြိုက်ဆုံးတချင်းခိုးစားဖက်များဆိုတဲ့တချင်းကိုကျမနေ့စဉ်လုံးလုံးနားထောင်ဖြစ်နေပါတယ်။ဆရာရဲ့တချင်းကိုနားထောင်ပြီးတဲ့အခါမှာကျမကြပြာကောင်းတစ်ပုတ်ဖြစ်လာဖို့တောင်မှ ကျမမျှော်လင့်ထားတဲ့တချင်းလည်းဖြစ်ပါရဲ့ရှင်။တိုင်းပြည်အတွက် ဘယ်အရာကိုမှဘာကောင်းကျိုးမှ မပေးတဲ့ကောင်လုံးဝအဆက်မရှိတဲ့ကောင်အဲ့ဒီလိုကောင်မျိုးကို ကျမတို့တိုင်းပြည်ကအလိုမရှိကြတာမှအိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်ကလည်းနေရာပေးတယ်လို့ရုရှားနိုင်ငံကလည်းနေရာပေးပြီးဆက်ဆံနေတာကိုလည်းကျမတို့အလွန်ပဲအံ့ဩမြင်တတ်မိပါရဲ့ရှင်ဒါကဆရာတချင်းလေးကိုနားဆင်ရင်းနဲ့မှကျမတို့ရင်ထဲမှာ ဒေါရစိတ်တွေဖြစ်ပေါ်လာတဲ့ခံစားချက်မျိုးကိုကျမက တင်ပြရခြင်းပဲဖြစ်ပါတယ်ရှင်ကျမနဲ့အတူနားဆင်ပေးကြပါတော့မိဘပြည်သူတော်လံမိဘပြည်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်တစ်ပတ်နောက်တစ်ပတ်တွင်ပါလဲဘိုးတော်ဇော်ရဲ့တယောကပြာတယောတချင်းများတယောစာများနဲ့အတူကျမနဲ့ထက်မှန်ဆုံတွေ့ပြစေအောင်လားရှင်ဘာမဘာမကောင်းကျိုးပေးသူကြီးကို Bala bala sem chichito kiko Sa kwa la kwa le ya me bi bi du ne la ya Awa cha abo choza Ayo mada ne nai nga Ho sa ve pe